ချင်းညီနောင် CB ကမြို့သိန်းတိုက်ပွဲဆင်နွှဲနေတဲ့ချင်းမီနယ်ဖလန်းမြို့ကိုသိမ်းပိုက်ရရှိပြီလို့ရှီတန်းစီရီသတင်းမြစ်ထံမှသိရပါဗျ။ဖလန်းမြို့ကိုချင်းညီနောင်က2024ခုနှစ်နိုဝင်ဘာလကစပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကဒီကနေ့ AB 9ရက်နေ့မနက်အစောပိုင်းမှာသိမ်းပိုက်ရရှိထားခြင်းဖြစ်ပါဗျ။ ဒီကနေ့မနက်မှာပလန်းမျိုးတိမ့်ပိုက်ရရှိထားတဲ့အခြေအနေမျိုးရှိပါတယ်။မနေ့ကအတီတော်စစ်ကောင်စီက၄ချောင်းတိုက်ခိုက်မှုတွေရှိနေသေးတယ်လို့ပလန်းရှစ်တန်းစီရေးတရင်မြစ်ကဆိုပါတယ်။ပလန်းမျိုးသိန်းတိုက်ပွဲမှာချင်းကြီးနောင်ကစီရေးအခြေအနေခေါင်းများရှိနေပြီးအသေးစိတ်ကိုထုတ်ပြန်သွားမယ်လို့ချင်းမျိုးသားကာကွယ်ရေးတပ် CNDF ထံမှသိရပါတယ်။ပလန်းအခြေအနေကတော့ကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်တို့ထိတွေ့မှုအနေအချင်းတော့ရှိနေသေးတယ်။အသေးစိတ်ကိုတော့မနေ့ပြန်လောက်မှသတင်းထုတ်ပြန်ဖို့ရှိတယ်လို့ CNDF ရဲ့တာဝန်ခံကဆိုပါတယ်။ လန်းမျိုးအလုံးစုံသိမ်းပိုက်ရာရှီယန်စစ်ကောင်စီရဲ့ခါလာယာ268တရင်တစ်ခုတည်းသာကြန့်ရှိနေပြီးဒီကနေ့မနက်အစောပိုင်းမှာသိမ်းပိုက်ရာရှိနေခြင်းဖြစ်ပါတယ်။ ခလာရ268တိုင်ရင်ကုန်းတိုင်ပွဲမှာစစ်ကောင်းစီထံကလက်နက်ခဲယမ်းတွေနဲ့စစ်သုံးမန်းများဖမ်းဆီးရရှိထားတယ်လို့စီးရဲသတင်းမြင့်များထံမှလည်းသိရပါဗျ။ရန်ကုန်တိုင်းကမြို့နယ်တချို့မှာဒီကနေ့ AB လ9ရက်နေ့နေ့လယ်12နာရီခွဲဝန်းကျင်ကမိုးရွာသွန်းခဲ့တယ်လို့သိရပါဗျ။ရန်ကုန်နဲ့တနင်္သာရီကံယုံတန်းတချို့မှာနေရံကွက်ကြားမိုးထစ်ချုံရွာနိုင်တယ်လို့စစ်ကောင်းစီရဲ့မိုးလေဝသနဲ့ဇလံဗေဒညွန်ကြားမှုဦးစီးဌာနက AB လ9ရက်နေ့မနက်ပိုင်းကထုတ်ပြန်ထားပါဗျ။ ဒါအပြင်မန္တလေးမကွေးနယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစိစိမိုးရွာသွန်းနိုင်ပြီးနေပြီးတော့သခိုင်းပကူ ARD စတဲ့ပြည်နယ်နဲ့တိုင်း73ခုမှာလည်းနေရာကွက်ကြားမိုးထစ်ဆုံးရွာမယ်လို့ထုတ်ပြန်ထားပါတယ်။ရန်ကုန်မြို့တော်ကမ္မရှိမှာရေကစားမန်းတပ်နဲ့လမ်းလျှောက်တကြံအတွက်ပြင်ဆင်နေတာတွေကိုရပ်တန့်ပြီးပြန်လည်ဖြတ်သိမ်းနေတာကို2025ခုနှစ်ဧပြီလ9ရက်နေ့ဒီကနေ့မှာတွေ့ကြရပါတယ်။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကအင်အားပြင်းငလင်ကြောင့်လူ305ကျော်သေဆုံးခဲ့ရပါတယ်။ ဒါပေမဲ့စစ်ကောင်စီကအေးပြင်း9ရက်နေအထိဒကြံမန်းတပ်တွေကိုဆောက်လုပ်နေတာကြောင့်ဝေဖန်မှုတွေနဲ့ကြုံခဲ့ရပါတယ်။စစ်ကောင်စီကငလင်းဘေးဒဏ်ကြောင့်ဒီနှစ်ဒကြံကိုတီဆူကခုံနာတွေမှာပါပဲကျင်းပပေးမယ်လို့ထုတ်ပြန်ထားပါတယ်။ မကွေတိုင်းစလင်းမြို့နယ်တညောင်ဓာအားခွဲယုံမှာအထိုင်းကျတက်ဆွေးနေတဲ့စစ်သားတွေကိုတိုက်ခိုက်ခဲ့ရကဓာအားခွဲယုံမှုအရာရှိ2ဦးအပါအဝင်စစ်သား32ဦးသေဆုံးတယ်လို့ဗမာတပ်မတော်အမှတ်3စစ်ဦးစီးကိုကေယုံကိုကေယီမှုကဆိုပါတယ်မလ31ရက်နေ့မနက်9:00နာရီအချိန်လောက်ကစလင်းမြို့နယ်တညောင်ဓာအားခွဲယုံမှာအထိုင်းကျတက်ဆွေးနေတဲ့စစ်တပ်ကိုလက်နက်ကြီးလက်နက်ငယ်ဒရုန်းတွေနဲ့အလစ်အငိုက်ချိန်မုံတိုက်ခိုက်ခဲ့ရမှာ၄နာရီကျော်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအဆိုပါတိုက်ပွဲအတွင်းဓာအားခွဲယုံကခွဲမှုအရာရှိ2ဦးနဲ့အကြမ်းဖက် တာ30ကျော်တည်ဆုံကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအကွဲယုံအတွင် transformer 80လုံးကန်ပျက်စီးခဲ့ကြောင်းကပါစ20 20 25နှင့်လာစခ9တို့တို့လျက်စစ်ဒါအားပေးပို့မှုလုံးဝပြတ်တောက်ပြီးစစ်စင်ရေးနဲ့ထုတ်လုပ်ရေးလုပ်ငန်းများရပ်တန့်သွားခဲ့တယ်လို့ဆိုပါတယ်။တိုက်တာကမလ31ရက်နေ့ကလေးကတိုက်ခဲ့တာဒါပေမဲ့ငလင်ဒန်နေနဲ့ဘာဒီနဲ့ဆိုတော့ကြည်ပြီးကမှမတင်ပြတာပါဒီဘက်ဒေတာစလင်းနေတဲ့မှာစစ်ကြောင်းကခဏခဏဝင်ရောက်နေတာဖြစ်တဲ့အတွက်တတိထားပြီးတော့သွာလာနေထိုင်ဖို့ပြီးတော့တော်လိုင်းအင်အားစုတွေရဲ့ပြော ဆိုတဲ့ဇကားတွေတက်နိုင်တဲ့လောက်လိုက်နာပေးဖို့ပေါ့အဲဒီလိုမျိုးလိုက်နာမယ်ဆိုရင်တော့အနေနဲ့အများအန်ဒီရဲ့ဂျားကနေမရောက်တော့ဘူးပေါ့စစ်စင်ရေးလုံဆောင်ရခြင်းမှာလက်နက်ခေရန်များထုတ်လုပ်တဲ့ကပ္ပစ20ကပ္ပစ21ကပ္ပစ25နဲ့စိတ်ဖြူမျိုးအမှတ်ကို၄ချောင်းရန်ကာကွယ်ရေးကိုကဲမှုစစ်စင်ရေးဌာနချုပ်များတို့အဓိကဓာတ်အားပေးတဲ့နေရာဖြစ်လို့အဆိုပါဓာတ်အားကွဲယုံကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်အဆိုပါတိုက်ခိုက်မှုကိုဗမာတပ်မတော် အမှတ်30ဦးစီးကိုကဲမှုဦးစီးဌာနကဦးဆောင်လေးရဲ့ဗမာတပ်မတော်တရင်900ခွန် ပေါတောင်ပိုင်းကျမ်းမာရေးနေသူနာပြတက်ပွဲဒေါင်းစစ်အောင် local pd ရဲ့မင်းမှုခရိုင်အမှတ်တတရင်ဂံကောခရိုင်ပူပေါင်းတက်ပွဲဆလင်းမြို့နယ်ပါကပါစိတ်ဖြူမြို့နယ်ပါကပါမကွေးတိုင်းတုံးတက်ပွဲမင်းမှုခရိုင်လက်ယုံတက်တို့ကပူပေါင်းပြီးခြေမောတိုက်ခိုက်ခဲ့တာဖြစ်ပြီးပေါတောင်ပိုင်းကျမ်းမာရေးနေသူနာပြတက်ပွဲကတော်လိုင်းရေးပေါ်တူမြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတပ်ပေါင်းစုများအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတဲ့နောက်တညောင်တအားခွဲယုံအနီးတဝိုက်မှာရှိတဲ့ပြည်သူများနေထိုင်ရာကြီးရွာများသို့မကွေးလေတက်က နေဂျက်ဖိုက်တာဖြင့်ဆယ်ကြိမ်ထက်မနည်းဘုံကျဲတိုက်ခိုက်ခဲ့လို့ကြီးရွာများပျက်စီးခဲ့တယ်လို့သိရပါဗမာတပ်မတော်အနေနဲ့ပြည်သူများငလျင်ဘေးဒဏ်တင့်တဲ့ဒေသများမှာ စီရေးဆောင်ရွက်ခဲ့ခြင်းမျိုးမဟုတ်ဘဲအကြမ်းဖက်စစ်တပ်ကလေရင်များဖြင့်ဆက်လက်ဘုံကျဲတိုက်ခိုက်မှုများဆောင်ရွက်နေခြင်းကြောင့်ငလင်ဘေးဒဏ်လုံးဝလွတ်ကင်းတဲ့ဒေသများတွင်စစ်စင်ရေးဆောင်ရွက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ဗမာတပ်မတော်နဲ့မဟာမိတ် တပ်ပေါင်းစုများကစစ်စင်ရေးဆောင်ရွက်ခဲ့တဲ့နယ်မြေဟာငလင်ဘေးဒဏ်တင့်တဲ့ဖြစ်စဉ်များမရှိတော့လေအခြားငလင်ဘေးဒဏ်တင့်တဲ့ဒေသများမှာရှိတဲ့ပြည်သူများရဲ့ထိခိုက်ဆုံးရှုံးမှုများအားလူသားချင်းစာနာထောက်ထားမှုအရာယခုအချိန်မှသာသတင်းထုတ်ပြန်ရခြင်းဖြစ်တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံတဝန်းစစ်ကောင်စီကအပြစ်ရက်ထားတော်လဲ KIA TNNA KNBB KNU နဲ့ PDF တွေကစစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေကြောင်းစစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ်အကြံဖက်ဇော်မွင်းထွန်းကပြောဆိုလိုက်ပါတယ်။ AB 2ရက်နေ့ကနေ AB 22ရက်နေ့အထိစစ်တပ်ကငလင်းတန်းတဲ့ပြည်သူများကိုကြီးကယ်စေရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်အပြစ်အခက်ရက်စဲကာလအဖြစ်သတ်မှတ်ထားတော်လဲနိုင်ငံတဝန်းလုံးမှာစစ်တပ်ကိုတိုင်းရင်းသားများနဲ့ PDF တွေကဝိုင်းဝန်းတိုက်ခိုက်နေတယ်လို့အကြံဖက်ဇော်မွင်းထွန်းကဒီကနေ့မှဆိုလိုက်ပါတယ်။ ကချင်ပြည်နယ်ဗမော်မြို့မှာ KNA ကစစ်ကောင်စီတပ်စခန်းကိုအကြိမ်ကြိမ်လာရောက်တိုက်ခိုက်နေလျက်ရှိကြောင်းဇော်မင်းထွန်းကဆက်ပြောပါရယ် KNA အနေနဲ့ AP 3ရက်နေ့ညနေ4နာရီ20ဝန်းကျင်မှာဗမော်မှာရှိတဲ့တပ်မဌာနချုပ်နှစ်ခုကို80မီလီမီတာစိမ်းမြောင်းနဲ့ခုနှစ်လုံးပစ်ခတ်ခဲ့ပါရယ် AB 4ရက်နေ့မနက်10နာရီခွဲမှာလဲဗမော်တပ်ကတို့နားလေးမှာလုံခြုံရေးနေရာယူထားတဲ့နေရာကို KNA အပွဲကလူအင်အား30လောက်နဲ့တကြိမ်နောက်ထပ်လူအင်အား50နဲ့တကြိမ်လာရောက်ပစ်ခတ်ခဲ့တာတွေ့ရတယ်လို့ဆိုပါရယ် ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တောင်ခမ်းမှာ TNL ကတပ်စခန်းများကိုလာရောက်တိုက်ခိုက်ခဲ့ကြောင်း KNPB ကလည်းဖားဆောင်မှာရှိတဲ့တပ်စခန်းဌာနချုပ်ကိုတိုက်ခိုက်ခဲ့ကြောင်း AA ကလည်းအီရောက်တိုင်းမှာရှိတဲ့တပ်စခန်းများကိုတိုက်ခိုက်နေကြောင်းစစ်ကောင်စီကဆွဆွဲပြောဆိုပါတယ် TNL အပွဲအနေနဲ့လုံချုံရဲ့ဆောင်ရွက်နေတဲ့တပ်မတော်လုံချုံရဲ့စခန်းကို TNL နဲ့ BD ရဲ့အကြံဘက်လောင်းချန်သူ45ဦးလောက်ဟာရောက်လာပြီးတော့ပြစ်ခတ်တာရှိတယ် KNPB အဖွဲ့အနေနဲ့လည်းဖားဆောင်မှရှိတဲ့တက်ဌာနချုပ်ကိုလာရောက်ပြစ်ခတ်တာရှိတယ် AA အဖွဲ့အနေနဲ့ကလည်း ARD တိုင်းဘက်ကလုံခြုံရေးယူထားတဲ့နေရာတွေကိုလာပြီးပြစ်သွားတယ်လို့အကြံဘက်ဇွန်မင်းထုတ်ကပြောဆိုလိုက်ခြင်းဖြစ်ပါတယ် BD ရဲ့တက်များကမကွေးတိုင်းစင်ပြူကျွန်းမှရှိတဲ့တက်စခန်းတစ်ခုကိုဒရုန်းဖြင့်ပုံကျဲခဲ့ကြောင်း KNU အနေနဲ့လဲစစ်ကောင်စီရဲ့ကတိုင်းဒီစခန်းကိုလာရောက်ပြီးပြစ်ခတ်ခဲ့ကြောင်းသိရပါဗျ။အေဗီလ၄ရက်နေ့မနက်၃နာရီခွဲအချိန်ကကျွန်တော်တို့မကွေးတိုင်း ုင်းစင်ပြူကျွန်းမြို့နယ်ကရဲ့အနောက်မြောက်ဘက်မှာရှိတဲ့တပ်မတော်ရဲ့လုံခြုံရေးစခန်းနေရာတစ်ခုကို PDF ကဒရုန်းနဲ့၅ကြိမ်လာရောက်ပုံကျဲခဲ့တာတွေ့ရပါတယ်။ KNL KNU အဖွဲ့အနေနဲ့ကလည်းကတိုင်းတီလုံခြုံရေးစခန်းကိုလာရောက်ပစ်ခတ်ခဲ့တာတွေ့ရပါတယ်ဒီအချိန်မှာတက်မတော်အနေနဲ့ထုတ်ပြန်ထားပြီးဖြစ်ပါတယ်တက်မတော်ရဲ့လုံခြုံရေးစခန်းကိုတိုက်ခိုက်လာမယ်ဆိုရင်ပြန်လည်တုံ့ပြန်မှုတွေလုပ်သွားမယ်လို့ပြောခဲ့တာရှိတယ်ဆိုတဲ့အကြောင်းဇော်မင်းထွန်းကပြောဆိုသွားခြင်းဖြစ်ပါတယ်တိုင်းသားအဖွဲ့များကတော့စစ်တဲအနေနဲ့ယာယီအပြစ်ရက်စဲတယ်လို့ကြေညာထားတော့လေလေးချောင်းတိုက်ခိုက်ခြင်းစစ်ချောင်းထိုးခြင်းလက်နက်ကြီးပစ်ခတ်ခြင်းတွေနဲ့၎င်းတို့ကိုယ်တိုင်ကြေညာထားတဲ့အပြစ်ရက်ကြေညာချက်ကိုချိုးဖောက်နေတယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်စကိုင်းမြို့ကိုကြော်လွန်ပြီး ငလင်ကူညီကယ်ဆယ်ရေးသွားမဲ့အဖွဲ့များနဲ့ရင်နန်းတွေကိုစစ်တပ်ပြူစောတင်းတဲ့ပြည်သူစစ်တွေကစတင်တားဆီးနေပြီးခွင့်ပြုချက်မရှိရင်တော်လိုင်းအဖွဲ့များစိုးမိုးတဲ့ဒေသတွေကို တွားရောက်ပြီးကူညီခွင့်မရှိဘူးလို့တရဝင်းပြောဆိုပိတ်ပင်လာကြောင်းသိရပါတယ်။ AP6 ရက်နေ့ငလင်တန်တဲ့မင်းကွန်းဒေတာတို့ကူညီကယ်ဆယ်ရေးတွားရောက်ဖို့ကြိုးစားခဲ့တဲ့ကူညီကယ်ဆယ်ရေးအဖွဲ့တခုဟာစကိုင်းမြို့အထွတ်မှာစစ်တပ်ရဲများရဲ့တားဆီးမှုခံခဲ့ရကြောင်းတပ်ဆိုင်ရာမင်းကွန်းဒေတာအာနာပိုင်တွေနဲ့ချိတ်ဆက်ထားမှုမရှိခြင်းစံစီစားအပါအဝင်ရိတ်ခါနဲ့ရေတန့်စေဝါများအမိုးအကများတဘာတဲ့ပါဝင်လာခြင်းတွေကြောင်းတွားရောက်ခွင့်မပြုဘဲစကိုင်းမြို့ပေါ်တွင်သာကူညီကယ်ဆယ်ရေးနဲ့ရိတ်ခါပစ္စည်းများထားခဲ့ဖို့ပြောဆိုပိတ်ပင်တားဆီး ွားတယ်လို့သိရပါဗျ။ငလင်ဘေးတင်ဒေတာများသို့သွားမယ်ဆိုရင်တပ်ဆိုင်ရာဒေတာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့ကယ်ဆယ်ရေးအတွက်ပေးမဲ့ပစ္စည်းတွေစီးရင်စရာနဲ့ အတိအကျတည်ယူသွားရမယ်ဆိုတဲ့ခွင့်ပြုချက်ရမှသာတည်ခွင့်ပေးမယ်လို့ပြောတယ်။ကယ်ဆယ်ရေးပုံစံဖမ်းပြီးအကြမ်းဖက်အပွဲတွေအတွက်ရိတ်ခါစေဝါစုဆောင်တာမျိုးဖြစ်မှဆိုလို့တားဆီးတာလို့ပြောတယ်။လှူချင်ရင်တော့သခိုင်းမျိုးပေါ်ကယ်ဆယ်ရေးအပွဲတွေစီသွားပြီးလှူပါ။မလှူချင်ရင်လည်းနောက်ပြန်လှည့်ပါလို့ပြောတယ်။ရှေ့ဆက်သွားချင်ရင်တော့ခွင့်ပြုချက်မပါရင်မရဘူးလို့ပြောဆိုတဲ့အကြောင်းဂျမန်နေ့ကတားဆီးခံခဲ့ရတဲ့ကိုကြီးကယ်ဆယ်ရေးအပွဲရဲ့တာဝန်ရှိသူကဆိုပါတယ်။ စကိုင်းမြို့ပေါ်မှာလည်းလက်နက်ကိုင်ဆောင်ထားတဲ့ပြည်သူအစင်နဲ့ပြူစောတီတို့ကစကိုင်းမြို့နယ်အတွင်းမှာရှိတဲ့ကြီးရွာများနဲ့စကိုင်းတောင်ရိုးဘက်သို့သွားမဲ့ကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်ဆေးမှုများလှုံ့ဆော်ကြကြောင်းရိတ်ကားပစ္စည်းများကိုစစ်ဆေးခြင်းကယ်ဆယ်ရေးသွားမဲ့သူများရဲ့မှတ်ပုံတင်များကိုလည်းစစ်ဆေးခြင်းတွေလှုံ့ဆော်ထားတယ်လို့သိရပါဗျာ။ စကိုင်းမြို့ပေါ်မှာကယ်ဆယ်ရေးအဖွဲ့များကိုတားဆီးစစ်ဆေးမှုများလှုံ့ဆော်ရမှာမဘာဒဘုံကြီးတို့ချို့ပါဝင်လာပြီးပြူစောတီပြည်သူစစ်တွေနဲ့အတူဒေသဆိုင်ရာမိသက်ချက်ချင်းကြီးရဲနဲ့ရက်ွက်အုပ်ချုပ်ရေးမှုအဖွဲ့များလည်းပါဝင်တယ်လို့ဆိုပါတယ်။အကြံပေးစစ်ကောင်စီကငလင်ဘေးကူညီကယ်ဆယ်ရေးအဖွဲ့များနဲ့မြတီအဖွဲ့အစည်းမဆိုတီးကြားလွတ်လပ်စွာရပ်တည်ပြီးဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံထားတဲ့အဖွဲ့အစည်းများဖြစ်ရန်လိုအပ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှာ ခွင့်ပြုပေးသွားမှာဖြစ်ကြောင်း၎င်းကိုမူဝါဒတရားအနေနဲ့ဆောင်ရွက်သွားရန်လိုအပ်ကြောင်းတိုင်းဒေသကြီးနဲ့ပြည်내ဝန်ကြီးချုပ်များအနေဖြင့်လည်းမိမိတို့သက်ဆိုင်ရာနယ်မြေများကိုရောက်ရှိလာမဲ့ကုညီကယ်ဆေးရေးအဖွဲ့များ NGO အဖွဲ့အစည်းများကိုမိမိတို့ကုညီကယ်ဆေးရေးအဖွဲ့တွေနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှတာခွင့်ပြုပေးရန်လိုကြောင်း AB လ9ရက်နေ့မှာအကြံဖတ်စစ်ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကပြောဆိုသွားခြင်းဖြစ်ပါတယ်။